ပြပြောင်းနိုင်သောပစ္စည်းကိုမယိုးဖျောက်သောသဘောဖြင့်အလွဲသုံးစားပြုလျင်ဘယ်လိုအေးအေးယူခြင်းခံရနိုင်ပါသလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွှတ်တော်ရှေ့တွေဦးစားမင်းဦးဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတို့သိထားသင့်တဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေပေးလျက်ရှိပါတယ်ရွှေပြောင်းနိုင်သောပစ္စည်းကိုမယိုးဖျောက်တဲ့သဘောဖြင့်အလွဲသုံးစားမှုပြုခြင်းနဲ့ပတ်သက်လို့ရာဇသက်ကြီးပုံမှန်403မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင် မြည်သူမဆိုးရွှေပြောင်းနိုင်သောပစ္စည်းကိုမယိုးဖျောက်သောသဘောဖြင့်အလွဲသုံးစားမှုပြုလျင်သို့မဟုတ်မိမိ၏ပစ္စည်းဖြင့်ပြောင်းလဲမှုပြုလျင်ထိုသူကိုနှစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နှရလုံးဖြစ်စေချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်ဒီပုံမှာတော့ရဲရဲမပိုင်ပါဘူးအာမခံပေးနိုင်ပါတယ်တရားရုံးရဲ့ခွင့်ပြုချက်နဲ့ကြည်အေးခွင့်ရှိပါတယ်ဒါကြောင့်မို့လို့ရာဇသက်ကြီးပုံမှာ403ကိုဖောက်ဖျက်ကျူးလို့မယ်ဆိုရင်တော့ ထောင်ဒဏ်ချမှတ်ခြင်းခံရနိုင်တယ်ငွေဒဏ်ချမှတ်ခြင်းခံရနိုင်တယ်ဒါမှမဟုတ်ဒဏ်နှစ်ရလုံးကိုလည်းချမှတ်ခြင်းခံရနိုင်ပါတယ်နောက်တစ်ပိုင်းမှာလည်းသက်ဆိုင်ရာခေါင်းစဉ်လေးတစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ရှုခဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်